လူသားတွေလကဘာစီကိုထတ်သွားတော့မယ်ဒီနေ့မှာတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကမကြခင်မှာလူသားတွေလကဘာစီကိုထတ်သွားတော့မယ်ဆိုတဲ့အကြောင်းပါလူသားတွေလကဘာဘုံကိုသွားတာဟာအစ်စ်စန်းကြီးတော့မဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်က NASA ရဲ့အပိုလိုစီမံကိန်းနဲ့လူသားတွေလကဘာဘုံကိုရောက်ရှိခဲ့ပူပြီးသားပါဒါပေမဲ့အဲ့ဒီကလေးကတခြားသူတွေထပ်မသွားကြတော့ပဲအခုမှနောက်တစ်ခါပြန်သွားဖို့စီစဉ်လာတာဖြစ်ပါတယ် ဒီတစ်ခေါက်အမေရိကန်အာကာသအေဂျင်စီ NASA ရဲ့ Artemis စီမံကိန်းဟာလူသားတွေကိုလကဘာစီထပ်ပို့ဖို့တမကလာဖို့မှာအမြဲတမ်းနေထိုင်နိုင်မဲ့အခြေခံတွေတည်ဆောက်ဖို့နဲ့အင်ကာဂျိုစီခီးနင်ဖို့အတွက်ကိုပါစမ်းသပ်ကြမှာပါအရင်တုန်းကလူသားတွေမရောက်ရှိခဲ့ကြတဲ့လရဲ့တောင်ဝင်ရိုးစွန်းကိုသွားမှာဖြစ်ပါတယ်နောက်ပြီးတော့အခုလကဘာခီးစုံမှာလိုက်ပါသွားကြမဲ့အာကာသယာဉ်မှုတွေကဘာစီပြန်လာတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်အခြေအနေတွေကိုသူတည်တနာလုံးမဲ့အစီအစဉ်လေးရှိပါသေးတယ် အာတီမစ်စီမံကိန်းကို2018ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးအာတီမစ်1အာကာသယာဉ်ဟာဆိုရင်ပြီးခဲ့တဲ့2022ခုနှစ်မှာလူမပါဘဲနဲ့စမ်းသပ်ပြန်တန်းခဲ့ပါတယ်။အာတီမစ်2ကတော့လာမယ့်2026ခုနှစ်အစပိုင်းမှာအာကာသယာဉ်မူလေးဦးကိုတင်ဆောင်ကလာစီခီးနှစ်မှာဖြစ်ပါတယ်။ဒါပေမဲ့အာတီမစ်2မှာလပေါ်ထိမစင်းသေးပါဘူး။လကဘာကိုပတ်ပြီးတော့ပြန်လာမှာပါ2029လောက်မှာ လွတ်တင်မဲ့ Artemis 3ကြတော့မှလူသားတွေလအပေါ်ရန်ကိုစဉ်သက်သွားဖို့ရည်ရွယ်ထားပါတယ် Artemis 3ကို2029ခုနှစ်မှာလွတ်တင်ဖို့ခံမှန်းထားပေမယ့်ဤပညာနဲ့ဘတ်ဂျက်အခက်အခဲတွေကြောင့်ဒီထက်နောက်ကျနိုင်တယ်လို့လည်းထင်ကြေးပေးကြပါတယ်ဤပညာအပိုင်းကိုပြောရမယ်ဆိုရင် NASA က SLS Vulcan နဲ့ Orion spacecraft ကိုအသုံးပြုပါမယ်။ဒါအပြင် SpaceX Starship ကိုလာဆင်းရင်အဖြစ်သုံးမယ်လို့ဆုံးဖြတ်ထားတယ်။ဒါပေမဲ့လည်း Starship အတွက်နည်းပညာစမ်းသပ်မှုတွေမှာအခက်အခဲတွေများပြားနေလို့အချိန်နောက်ကျနိုင်တယ်လို့သတိပေးနေကြပါတယ်။ အမေရိကန်အတွက်စိန်ခေါ်မှုရှိနေတာကတရုတ်နိုင်ငံကလည်း2030အမီလူသားတွေကိုလက်ကဘာပို့ဖို့စ조사နေပါတယ်ရုရှားနဲ့ပူးပေါင်းပြီးနိုင်ငံတကာစခန်းတစ်ခုတည်ဆောက်ဖို့စီမံထားပါတယ်လက်ကဘာပို့ကိုထပ်ပြီးသွားမဲ့အရေးကိစ္စမှာနိုင်ငံကြီးတွေအကြားအပြိုင်ဆိုင်ဖြစ်နေကြပါတယ်လွန်ခဲ့တဲ့နှစ်90ကျော်လုံးကလိုပဲအခုခါမှာလည်းလက်ကဘာခရီးဟာအင်အားကြီးနိုင်ငံတွေအကြားရှင်ပြိုင်စရာဖြစ်နေတော့မှာပဲဘာပဲဖြစ်ဖြစ်မကြခင်မှာလက်ကဘာပို့ကိုလူသားတွေထပ်မံချေချတော့မှာကတေချာလို့နေပါပြီ Don't forget to subscribe to Eternal Rain Myanmar.